ဟုတ်ပြီ table design နဲ့ layout ကိုအဓိကတင်မှာဖြစ်တဲ့အတွက်เนาะဒါတို့သမီးတို့ရဲ့ကစားက table ထဲမှာမရှိဘူးဆိုရင်ဒီ table design နဲ့ layout ဆိုတာကြီးကရှိမှာမဟုတ်ဘူးဒီမှာ acrobat နဲ့ရက်နေမှာတွေ့လားဒါကြောင့်ရည်တည်တယ်အခုဆမတော့တင်လိုက်တယ်ဆမကဒီလိုကစားချထားတာကိုတေချာမပြောလိုက်ဘူးဆိုတော့တင်န်းသားတွေကဒီ table design နဲ့ layout ကိုရှာလို့မတွေ့ဘူးအပြင်မှာတထောက်ထားဘာမှဆက်မလုပ်တဲ့ဒီတိုင်းထိုင်နေမှာเนาะဒါကြောင့်မို့ဆမတေချာပြောနေတယ်เนาะ ေဘယ်ကိုပြင်တော့မယ်ဆိုရင်တေဘယ်ထဲမှာကာစားချထားဖို့လိုမယ်။ဒါမှဒီတေဘယ်နဲ့တက်ဆိုင်တဲ့ setting ချပြီးမှတကယ်တမ်းဒီ work ဆိုတဲ့ software ကစမတို့တေဘယ်ဆွဲတဲ့ software မဟုတ်ဘူး။ 2D ရုံသုံးစာကြည့်စာရိုက်လုပ်တဲ့ software ဒါမဲ့တေဘယ်တချို့ကလည်းဆွဲရတယ်တေဘယ်နဲ့စာကြည့်နဲ့တွဲရေးတဲ့အချိန်မှာဒီ work ကိုလိုအပ်တယ်တချို့ကလည်းရှိတယ် exam မတက်ဘူး exam ကသူတို့တော့ခက်တယ်ဝတ်ပဲတက်တယ်ဝတ်မှပဲတေဘယ်ဆွဲမယ်ဆိုတဲ့လူတွေလည်းရှိတယ် အကြအဲ့လိုခါမျိုးမှာ table ကိုတုံးကြတယ်ဒီ wall မှာပေါ့နော်ဆိုရင်ကျွန်မတို့ကာစာလေးချထားပြီဆိုရင်ဒီမှာ table design နဲ့ layout ဆိုပြီးနှစ်ခုရှိတယ်အခုကျွန်မရင်ဆုံးတင်မှာက table design table design ရဲ့ဟိုသွားပြီးကျွန်မတို့ဒီမှာ table style ဆိုတာလေးရှိတယ်ကိုကြိုက်တဲ့ style လေးကိုယူမယ်ကိုပဲ style လေးကြိုက်လဲဒီ style လေးကြိုက်လားဒီ style လေးကြိုက်လားကိုကြိုက်တဲ့ style လေးကိုသွားယူမယ်အဲ့ဆိုဒီမှာ style လေးတွေမရလာဘူးလားရလာတယ်ကိုဒါကြိုက်တယ်လားဒါကြိုက်တယ်လားဒါကြိုက်တယ်လား ိုတိုက်တဲ့ဟာလေးကိုတော့ယူမယ် table style လေးအများကြီးမရှိဘူးလားရှိတယ်ဒါ table style ပြောင်းတာသူ့ကိုလည်းပြောင်းချင်တယ်ဆိုရင်သူ့ထံမှာကာစာချချပြီးတော့ကိုပြောင်းချင်တဲ့ style ကိုသွားပြီးတော့ယူပေးလို့မရဘူးလားရတယ်ဒါကိုပြောင်းချင်တဲ့ style ဒီ style ကြိုက်လားဒီ style ကြိုက်လားအကိုကြိုက်တဲ့ style တော့ပြောင်းလို့ရှိုင်း table style ရတာရည်နော် table style နောက်တစ်ခုကျ shading ထားပါတော့စွတ်စွတ်ပေါင်းနေရမှာအယောင်တစ်မျိုးထက်ချင်တယ်ဆို shading လေးကိုသွားလို့အယောင်တစ်ခု ခေါင်းစင်းနေရာမှာအယောင်တွေပြန်ပြောင်းခြင်းတယ်ဆိုလဲ shade တဲ့ကိုသွားလိုက်ကိုကြိုက်တဲ့အယောင်တပြောင်းလိုက်ခေါင်းစင်းနေရာမှာတို့မဟုတ်စွစုပေါင်းနေရာမှာအယောင်လေးတွေပြန်ပြောင်းခြင်းတယ်လဲဆိုလဲကိုကြိုက်တဲ့အယောင်လေးကိုတပြောင်းလိုက်မရအောင်လားရတယ်အဲဆို shade လေးရောနားလဲမလားနားလဲမယ်နော် shade ရပြီစတိုင်ရပြီနောက်တစ်ခုသွားမယ်နောက်တစ်ခုကပါလဲဆိုဘော်ဒါပါလဲဘော်ဒါနော်ဘော်ဒါကိုသွားမယ်ဘော်ဒါကျတော့ဆရာမတို့စတိုင်နေသုံးထားရင်ဘော်ဒါသုံးလို့မရဘာလဲ တိုင်နေသုံးထားရင်ဗော်ဒါသုံးလို့မရဘူးဗော်ဒါသုံးထားတယ်ဆိုလဲစတိုင်မြန်သုံးလို့မရနော်တခုပဲရမယ်သူတို့နှစ်ခုအဲ့ကြတော့ကျမတို့ဇရားတက်ဆွဲဖို့မလိုဘူးလားလိုတယ်ကာစာလေးချမယ် insert တဲ့ကိုသွားမယ် table တဲ့ကိုသွားမယ် insert table ဒီကနေခေါ်လဲရတယ်လို့ဒီကနေခေါ်လို့လဲရတယ်ဒီနေရာမှာ row ရေအတွက် column ရေအတွက်လေးပြပေးတယ်ဒါဆိုဒီမှာကြည့်လိုက်ဖိတ်ဖိတ်ဆုံးလာတာပါလေ column နော်အမ row column 4 row 1နဲ့အမကျမတို့ option ကြည့်လိုက်တွေ့လား တို့ကော်လံမပြောက်လားပြတယ်ကဲတစ်ချက်နှိမ့်လိုက်လို့ရှင်ဒီမှာဝင်သွားတယ်ကိုလိုချင်တဲ့အနေထားရအောင်ကလစ်တစ်ချက်လေးနှိမ့်လိုက်ရင်ရသွားပြီအခုစမတော်သူ့ကိုဆလက်ပေးမယ်တေဘယ်တစ်ခုလုံးဆလက်ပေးခြင်းနဲ့ဆိုဒီမှာတေဘယ်ရဲ့ဘေးမှာရှိတဲ့များလေးဖက်ပေါ်တဲ့နေရာလေးကိုတစ်ချက်နှိမ့်နေပြီးသွားပြီဆိုစမတို့ border ဆိုတဲ့ထဲကိုသွားမယ် border and shading ဆိုတဲ့ထဲကိုသွားမယ်ကိုတိုင်းတဲ့ border style ကိုသွားပြီးရွေးပေးမယ်ကိုတိုင်းတဲ့ color ကိုသွားပြီးရွေးပေးမယ်ကိုတိုင်းတဲ့အထူပါကိုသွားပြီးရွေးပေးမယ် okay ပေးမယ် ငါမရအောင်လားရဒီလိုပုံစံလေးသုံးလို့မရအောင်လားရဒါ vora နော်စမတို့သွားပြီးတူကိုသွားပြီးစတိုင်သွားပြန်သုံးလိုက်ခုန vora ရရှိသေးလားမရှိတော့ control set ပြန်ခေါ်မယ်နားလဲလားအကြတော့ဒီစတိုင်တို့မဟုတ် vora ဒီနှစ်ခုထည့်ရပဲနှစ်ခုပဲသုံးလို့ရလဲတစ်ခုပဲသုံးလို့ရဆိုတော့ဒီ table design မှာစမတို့ခုသုံးတာ design နေချိန်လို့မရအောင်လားရတယ် shading သုံးလို့မရအောင်လားရတယ် ဘောဓာသုံးလို့မရအောင်လားရတယ်ဒီသုံးခုကိုပဲသုံးမယ်ကျန်တဲ့ဟာမသုံးเนาะကျန်တဲ့ဟာတိတ်မလို့အဲ့ကြတော့ကျမတို့ table style ရယ် shading ရယ်ဘောဓာရယ်ဒါလေးရမယ်เนาะဒါလေးဂျုံခုကိုသုံးမယ်အမှ shading ဆိုတာအောက်ကနေဘာလို့တာလဲဆိုဖြည့်တာเนาะ style နဲ့ဘောဓာကလည်းနှစ်ခုတည်းကတစ်ခုပဲသုံးရမှာဟုတ်တယ်เนาะဒါလေးဆိုဒီ widetilde လေးရမယ်ထင်တယ် widetilde လေးရပြီဆိုကျမတို့ကာစာလေးထပ်ချမယ် insert တဲ့ကိုသွားမယ် table လေးထပ်ခေါ်မယ်ကိုလိုချင်တဲ့ row ရေအတွက် column ရေအတွက် ဒီမှာကြည့်ပြီးကိုလိုချင်တယ်လို့ခေါ်လို့မရဘူးလားရတယ်နော်ရပြီဆိုရင်ကျမတို့သူ့ကိုဆလတ်လေးပေးမယ်ဆလတ်လေးပေးပြီးဒီအောက်ထဲကိုသွားမယ်ဒီအောက်ထဲကိုသွားပြီးဒီမှာကျမတို့သူ့ရဲ့အမြင့်နေချိန်ပေးလို့ရတယ်မြင့်ချင်တယ်ဒီမှာမြင့်ကိုကြိုက်သလောက်မြင့်ပေးလို့မရဘူးလားရတယ်ဒါခြေဘယ်ရဲ့အကွက်တွေရဲ့အမြင့်ကိုချိန်ပေးမယ်အကျဲချင်းချင်းနဲ့ဆိုလဲဒီမှာကိုကြိုက်သလောက်ကျဲလို့မရဘူးလားရတယ်ဟိုဘက်ကကျွန်သွားတာဖြစ်တဲ့အတွက်ကျမပြန်လျှော့လိုက်မယ် ဆိုတာမရဘူးလားရတယ်အမြင်ထက်မြင့်ကျင်တယ်ဆိုလဲထက်မြင့်လို့မရဘူးလားရတယ်ဒီလိုပုံစံသုံးပြီးလို့ရတယ်ဆိုစမကဒီထဲကိုစလေးရိုက်ထည့်လိုက်မယ်လင်းဆိုပြီးတော့ရိုက်ထည့်လိုက်မယ်ပြီးရင်သူ့ကိုတစ်ချက်ဆလတ်လေးပေးမယ်ဟုံးထဲကိုသွားမယ် copy ဆိုတဲ့ထဲကိုသွားမယ်ပြီးရင် table တစ်ခုလုံးဆလတ်ပေးမယ် control ရယ် v ရယ်နေမယ် ဲ့ဆိုဒီမှာမဝင်သွားဘူးလားဝင်သွားတယ်ဒီမှာဒီ table ကြီးကစာမျက်နှာနှစ်ခုကွဲနေအဲ့ဆိုစမတို့ကတမျက်နှာတည်းဖြစ်သွားအောင်ဂျာထဲမှာကာစာလေးချပြီးသူ့အောက်စာမျက်နှာအကုန်လုံးပို့လိုက်မယ်ရမယ်နော်အဲ့ဆိုဒီမှာအောက်စာမျက်နှာမရောက်လာဘူးလားရောက်လာအဲဒီစာလေးတွေကိုစမတို့ alignment ချိန်ချင်တယ်ဒီတစ်ခွက်တည်းချိန်ချင်တယ်ဆိုရင်တော့ဒီတစ်ခွက်ကိုထောက်ထားလို့ရတယ်ကျမတို့သွားပြီးဒီတကွက်ကိုချိန်ဒီမှာဒီတကွက်စာပဲပြောင်းမှာချန်တဲ့ဟာတွေပြောင်းလားမပြောင်းကျမတို့ကအကုန်လုံးပြောင်းချင်တာဆိုတေဘက်တစ်ခုလုံးကိုမလုပ်ဖို့လို့လဲ ဆက်လက်ပြီးဖို့လိုတယ်เนาะအပီရောအပေါ်မှာအပေါ်ရဲ့ဘယ်အပေါ်ရဲ့အလဲအပေါ်ရဲ့ညာအလဲရဲ့ဘယ်အလဲရဲ့အလဲအလဲရဲ့ညာအောက်ရဲ့ဘယ်အောက်ရဲ့အလဲအောက်ရဲ့ညာပြီးရင်အလဲရဲ့အလဲဆိုပြီးမရဘူးလားညာအဲ့လိုပုံစံလေးတွေသွားပြီးပြောင်းပြလို့ရတယ်ကိုကတ်ချင်တဲ့ဖက်ကိုသွားပြီးကတ်ပြလို့ရတာဒါ alignment ချိန်တယ်လို့ခေါ်တယ်ဒါလေးရသွားပြီဆိုနောက်တစ်ခုကပါလဲဆိုစမတို့ test direction ဆာလုံးလေးတွေလဲမယ်ဒီလိုလဲချင်တယ်လားဒီလိုလဲချင်တယ်လားဒီလိုလဲချင်တယ်လားကိုကြိုက်တယ်လို့လဲပြီးလို့မရဘူးလားရတယ်ကိုကြိုက်တယ်လို့ဒီမှာလာပြီးလဲပြီးလို့ရတယ်ဆာလုံးလေးတွေကိုဒီမှာလာပြီးကိုကြိုက်တယ်လို့လဲပြီးလို့ရအောင်เนาะဒါဆာလုံးလေးလဲအဲ့ဆိုဒီတိရမလားရမယ်เนาะ alignment ချိန်တာလေးရပြီပြန်ပြောမယ်အပေါ်ရဲ့ဘယ်အပေါ်ရဲ့လဲအပေါ်ရဲ့ညာလဲရဲ့ဘယ်လဲရဲ့လဲလဲရဲ့ညာအောက်ရဲ့ဘယ်အောက်ရဲ့လဲအောက်ရဲ့ညာပြီးအလဲရဲ့အလဲဆာလုံးလေးတွေ ာလောက်တာလဲလဲဒါလေးရသွားပြီနှစ်ခုနော်ရသွားပြီဆိုနောက်တစ်ခုဆမတော့အကွက်လေးတွေကိုထပ်တိုးခြင်းနဲ့ဖြတ်ခြင်းနဲ့ဗောနော်ထပ်တိုးခြင်းနဲ့ထားပါတော့ဒီသူ့ရအပေါ်မှာထိုးခြင်းနဲ့ဆိုရင်သူ့ကိုကာစာချကာစာချတဲ့နေရာကအရေးကြီးတယ်ကိုဒီမှာကာစာချထားပြီးဒီမှာ insert above ဆိုပြီးနေလိုက်အပေါ်မှာတခုမတိုးလာဘူးလား တိုးလာတယ်ဒီမှာကာဇာချပြီးအောက်ကို insert ပြီးလို့ဆိုတာနေလိုက်အောက်မှာတခုတိုးလာဘူးလားတိုးလာတယ်ဒီမှာကာဇာချထားပြီး insert left ဆိုနေလိုက်ဘယ်ဖက်မှာတကွမတိုးလာဘူးလားတိုးလာတယ်ဒီမှာကာဇာချထားပြီး insert right လို့နေလိုက်ညာဖက်မှာတကွမတိုးလာဘူးလားတိုးလာတယ်ဒီလိုပုံစံလေးနော်ပြီးရင်ဒါကိုပြင်ဖြတ်ချင်တယ်ဆို delete ထဲကိုသွား delete colon နော်ဒီမှာကာဇာလေးချ delete ထဲကိုသွား delete colon ကာဇာလေးချ delete ထဲကိုသွား delete row နော်တလီရိုဒီမှာရိုမဖြတ်ဘူးလားဖြတ်တယ်ပြင်ကာစာလေးကိုချာတလီထဲကိုသွားမယ်တလီရိုရမယ်နော်ဒါလေးတကွက်တွေဖြတ်ချင်တယ်ဆိုရင်ဒီမှာကာစာလေးကိုချာတလီထဲကိုသွားတလီနော်ဆဲဆိုပြီးမှတကွက်တွေဖြတ်လို့ရာတကွက်တွေမပြတ်ဘူးလားပြတ်တယ်တေဘယ်တစ်ခုလုံးဖြတ်ချင်တယ်ဆိုလဲတလီထဲကိုသွားတလီတေဘယ်ဒီဘက်တစ်ခုလုံးပြတ်သွားတယ်ပြန်ခေါ်ချင်တယ်ဆိုရင် undo undo ပြန်ခေါ်လို့တော့မရဘူးလားရ ရမယ်နော်အဲ့ဆိုစမားတို့လီအောက်ထဲအခု ပြောလိုက်တာကအကွက်တွေအပေါ်တိုးချင်တယ်ဆိုရင်ဆက် above ကာစာအေးမကြည့်ဘူးလားကြည့်တယ်ကိုလိုချင်တဲ့နေရာရဲ့အပေါ်ကိုလိုချင်တဲ့နေရာရဲ့အောက်ကိုလိုချင်တဲ့နေရာရဲ့ဘဲကိုလိုချင်တဲ့နေရာရဲ့ညာကာစာချထားဖို့မလိုဘူးလားလိုတယ်ပြင်ဖြတ်ချင်တယ်ဆိုလဲ column တွေဖြတ်ချင် delete column row တွေကိုဖြတ်ချင် delete row အကွက်တစ်ကွက်ထဲကိုဖြတ်ချင် delete cell table တစ်ခုလုံးဖြတ်ချင်တယ်ဆိုရင် delete table ဒီထိရမယ်နော်ဒီထိလေးရတော့ရင်ဆိုကျွန်မတို့အောက်ကိုဆက်ကြည့်မယ်ပါဇာလေးချမယ်အနာခေါက်မယ် insert တွေကိုသွားမယ် table တွေကိုသွားမယ်ဒီမှာလာပြီးကိုကြိုက်တလောက် table လေးတွေခေါ်မယ်ခေါ်ပြီးတော့ရင်ဆိုဒီ table လေးတွေကိုကျွန်မတို့အကွက်တွေ bound ချင်တာအကွက်တွေ bound ချင်တယ်ဆို bound ချင်တဲ့အကွက်တွေကို select ပေးမယ်ဒီနှစ်ကွက် bound ချင်တယ်ဆိုဒီနှစ်ကွက်ကို select ပေးဒီမှာလာပြီး mask လို့နေမယ်ဆိုဒီမှာဒီနှစ်ကွက်မ bound တော့လား bound သွားတယ်နော်ဒီနှစ်ကွက်ကိုဒီမှာလာပြီး select ပေး select မပေးရင်တူဒီတုံးလို့ရလား မရောက်ဒီနေသားမှာတုံးလို့မရောက်သူကပေါင်းမေးမှာကိုနေသားပေါင်းဖို့ရှိလားမရှိဘူးဒါကြောင့်ဖြူနေရနော်ဆလက်အေးမကြည့်ဘူးလားကြည့်တယ်နော်ကျမတို့ကာစာလေးချားဒီမှာဆလက်လေးပေးမားစွာလေးနဲ့နော်ကိုပေါင်းချင်တဲ့အကွက်လေးတွေကိုတွားပြီးဆလက်လေးပေးမားစွာလေးနဲ့အကွက်တွေပေါင်းလို့မရောက်လားရတယ်ဒီမှာအကွက်တွေအများကြီးကိုတွားပြီးဆလက်ပေးမားစွာလေးနဲ့အဲ့လိုလဲပေါင်းလို့မရောက်လားရတယ်ဒီအကွက်တွေအကုန်လုံးထပ်ပြီးဆလက်ပေးမားဆိုပြီးနဲ့ပြီးပေါင်းရင်အကွက်တွေအကုန်လုံးမဖြစ်သွားလဲပေါင်းသွားတယ် အမဆွာအကွက်တွေပေါင်တာ separate ကြတော့အကွက်တွေပြန်ခွဲတာအခုပေါင်ထားတဲ့အကွက်တွေကိုပြန်ခွဲချင်တယ်ဆိုကျမတို့ဒီမှာလာပြီးကာစာလေးချเนาะ separate ဆဲဆိုတဲ့ထဲကိုသွားကျမတို့ column ကတစ်ခု row က2ခုဒီမှာ2ကွက်ကိုပေါင်ထားတာဟုတ်တယ်เนาะ okay ပြန်ပေးလိုက်မှာ row 2ခုပြန်များလာလားရလာတယ်ဒီမှာကာစာလေးချ separate ဆဲဆိုတဲ့ထဲကိုသွား ော်လံကတော့တခုပဲရိုးကကြတော့ဒီမှာဘေးကိုရည်လိုက်1 2 3 4ဘယ်နှခုလဲ4ခုဆိုရိုးက4ခုเนาะရိုးကဒီမှာ4ခုတူတာတခုโอเคပြီးလိုက်ဆိုပြန်မရအောင်လားရတယ်ဒီမှာတော့ကြည့်မယ်ကော်လံက1 2 3ဘယ်နှခုရှိလဲ3ခုရိုးကတော့ဘယ်နှခုပဲလဲတခုနော်အဲဆိုစပရစ်ဆဲတဲ့ကိုသွားရိုးကတခုကော်လံက3ခုဆိုပြီးမှပြန်ပေးလိုက်ငကိုတိုင်းပြန်မရအောင်လားရတယ်နော်ဒီမှာကာစာလေးခြားကော်လံဘယ်နှခုရှိလဲနှစ်ခု row က1 2 3 4မရှိဘူးလားရှိရဲ့ဒီမှာသွား column ကနှစ်ခု row က၄ခု okay ပြီမမရဘူးလားရဒီလိုပုံစံလေးရမယ်เนาะဒါလေးဒါလေးရတော့အဲဆိုရင်ကျွန်တော် table တွေကိုခွဲခြားချင်တယ်ဆိုကိုခွဲချင်တဲ့နေရာမှာကာစာလေးခြား split table table တွေကိုထပ်ခွဲလို့ရသေးတယ်ကိုခွဲချင်တဲ့နေရာမှာကာစာလေးခြား split table เนาะကเนาะပြီးရင်ကိုခွဲချင်တဲ့နေရာမှာကာစာလေးခြား split table ဖက်ချင်တဲ့နေရာမှာကာစာလေးချစပလစ်တွေပဲဒီလိုလေးခွဲပေးလို့မရဘူးလားရတယ်เนาะဒါခွဲပေးလို့ရတယ်စမတို့ခွဲချင်တဲ့နေရာမှာကာစာချပြီးစပလစ်တွေပဲလှုပ်လိုက်လို့ရတယ်เนาะတေဘန်ထဲမှာကာစာမရှိတော့ရင်တော့ခုနတေဘန်နဲ့တက်ဆိုင်နဲ့တက်တွေကျလာလားမကျလာဘူးဒါလေးတတိချောင်းเนาะအဲ့ဒါလေးရသွားပြီဆိုရင်စမတို့အခုနောက်တက် တေဘယ်ထပ်ခေါ်မယ်။ insert တဲ့ကိုသွားမယ်။တေဘယ်တဲ့ကိုသွားမယ်။ click တစ်ချက်နေမယ်။ဒီမှာတေဘယ် layout တဲ့ကိုသွားမယ်။စမကုနာဓာတ်တွေအကုန်လုံးမရှင်းဘူးလား။ရှင်းတယ်။အကုန်လုံးပြီးသွားရင်အခုရှင်းတာ။ဘာပဲကြံ့လဲဆိုရင်စမတို့ဒီမှာစာလေးကို paste လုပ်လိုက်မယ်။ခုန copy ကူတာမရှိဘူးလား။ရှိတယ်။ pin 2ကိုအလဲတက်တက်ပို့လိုက်လို့ရတယ်။ဒါမှမဟုတ်ဒီကနေသွားချိန်လို့ရတယ်ဒီမှာအလဲတက်တက်ဟုတ်လား။နော်။ဒီကနေသွားချိန်ပြီးတော့စမတို့သူ့ကိုတေဘယ်နဲ့တော့ရေးထားတယ်။ဒါပေမဲ့စမတို့က add table ကိုမလိုချင်ဘူး။ table ကိုဖြုတ်မယ်။ ဇရားဖြောက်မယ်ဆို one pass to test ဆိုတာလေးရှိတယ်ကလင်းနေမယ်နော် okay ပေးလိုက်မယ်အဲ့ဆိုဒီမှာဇရားမပြုတ်သွားဘူးလားပြုတ်သွားတယ်ဒီလို့ရှင်ဒီမှာအာစမတို့သူ့ကိုတေဘယ်ပြန်ထက်ချင်တယ်ကိုကစာနေဒီလို့တေဘယ်မပါဘဲနဲ့ရိုက်ထားပြီးတော့တေဘယ်ပြန်ထက်ချင်တယ်ဆို insert တဲ့ကိုသွားတေဘယ်ထဲကိုသွား ဒီမှာ compact test to table ဆိုတာလေးရှိတယ်။ clean နေမယ်ပြီးလို့ရှင် okay လေးပြင်မယ် table ပြန်မဝင်သွားဘူးလားဝင်သွားတယ် table ပြန်ဖြုတ်ချင်တယ်ဆိုရင်ကျမတို့ layout ထဲကိုပြန်သွားမယ် compact to test ဆိုတာလေးရှိရယ်တစ်ချက်နေမယ်ခုနကကျမတို့ဂျားထဲမှာဗာနဲ့ခြားထားလဲတက်တက်နဲ့ခြားထားတယ်အခု comma နဲ့ခြားချင်တယ်ဆိုဘာရွေးမလဲ comma okay ပြင်မယ်အဲ့ဆိုဒီမှာ comma လေးတွေခံပြီးเนาะ တေဘံမပြုတ်ပါဘူးလားပြုတ်သွားတယ်တေဘံပြန်ထည့်ချင်တယ်ဒီလိုကော်မာနဲ့ရေးထားတဲ့စာတွေကိုတေဘံပြန်ထည့်ချင်တယ်ဆို insert တဲ့ကိုသွားမယ်တေဘံတဲ့ကိုသွားမယ် compare text to table ကိုနှိပ်မယ် okay ပြန်ပေးမယ်ရမယ်နော်ပြီးရင်နောက်တစ်ခုသွားမယ် compare to text တဲ့ကိုပြန်သွားမယ်ဒီခါဂျားထဲမှာ text ခံချင်တယ်ဆို text လေးရေးမယ် okay ပြီးမယ်ဂျားထဲမှာ text လေးမရဘူးလားရတယ်သူ့ကိုတေဘံခံချင်တယ်ဆို insert တဲ့ကိုသွားမယ်တေဘံတဲ့ကိုသွားမယ် compare text to table ဆိုတာကိုသွားမယ်ပြီးလို့ရှင် okay ပြီးမယ် ဆိုဒီမှာမရလာဘူးလားရလာတယ်เนาะရလာပြီပြီဆိုရင်ဆမတို့တက်ချက်သွားပြီးတော့ကြည်အောင်လောက်ရမယ်လေခြင်းခံလေးတယ်เนาะအဲဆမခုတင်လိုက်တာက table design တဲ့ကเนาะဒီမှာ table 2တဲ့က design ဆမခုနပြောတယ် table style နဲ့ border မရှိဘူးလားရှိဒီနှစ်ခုတည်းကတကူကြိုက်တဲ့ဟာတော့မယ်ပြင်ရှိတဲ့အရာတွေဖြည့်လို့မရဘူးလားရတယ်ပြင် table 2တဲ့က layout row and column row column တွေထပ်ပေါင်းမယ်ဖြတ်မယ်မရဘူးလားရတယ်အကွက်တွေပေါင်းမယ်ခွဲမယ် ဆဲတွေရဲ့အမြင့်တွေအကျယ်တွေချိန်လို့မရဘူးလားရတယ်စာတွေကိုနေရာပြောင်းလို့ရတယ်နော်လဲလို့လည်းမရဘူးလားရတယ်စာဇရာတွေကိုစာသားပြောင်းလို့မရဘူးလားရတယ်စာသားတွေကိုဇရာပြောင်းလို့မရဘူးလားရတယ်ဆိုလုံအောင်မဲ့လေ့ကျင့်ခန်းလေးကဒါလုပ်မယ်ဒါ exercise 1အဲ့ exercise 6ကိုမှတစ်ခု2ခု3ခုလုံးလုပ်မယ်။ top five လည်းပဲလုပ်မယ်။ဒီဒီနှစ်ခုကတမျက်နာတဲ့ဆန့်နဲ့ဒီတစ်ခုတော့တမျက်နာတဲ့တက်တက်ဆွဲပြီး နော်။သူကတမြင်သောပေါင်းဆိုရင်မဆန့်။နော်။ကိုကတမျက်နှာစီဆွဲချင်တယ်ဆိုလဲဒါတမျက်နှာဒါတမျက်နှာဒါတမျက်နှာ။တချို့ရှိရဲ့ဒါကို define ဒါကို define ဒါကို define လေးချင်ခံလုပ်တယ်။အဲ့လိုလုပ်တဲ့ခါကျရင်စမတို့ကနော်တချို့တောင်လည်း exercise 6လို့ပဲတင်လိုက်တယ်ဒါကိုလည်း exercise 6လို့ပဲတင်လိုက်တယ်ဒါကိုလည်း exercise 6လို့ပဲတင်လိုက်တယ်ဆိုရင်ရှေ့ရဟာတွေပျောက်သွားမယ်နော်အဲကြောင့်မို့ the fine စီမတင်နဲ့ سما တို့ the fine ထဲမှာဆာမျက်နှာခွဲလို့မရအောင်လားရတယ်ဆာမျက်နှာခွဲပြီးတော့လုတ်ပြီးတော့ سما တို့သူ့ကိုသွားပြီးတော့ ရိုက်ပေးမယ်เนาะအခုပြောမယ်ပြောရမယ့်ဟာလေးကလောက်ရမယ့်ဟာလေးကဒါလေးဒါလေးဆိုရင်ကြည့်အောင် column 1 2 3 4 5 6 7 8ဘယ်နှခုလဲ9ခု row ကြည့်မယ်1 2 3 4 5 6 7 8เนาะ row ကဘယ်နှခုလဲ6ခုအဲ့ဆိုကျွန်မတို့အစ်စ်ခေါ်လိုက်မယ် insert တဲ့ဟုတ်သွားမယ်ဒီထဲဟုတ်သွားမယ် insert table တဲ့ဟုတ်သွားမယ် column ကကြတော့ဘယ်နှခုလဲ9ခု row ကဘယ်နှခုလဲ6ခု okay ပြင်မယ် ဲဆိုတေဘယ်လေးမရလောက်လားရလာပြီဆိုအပေါ်ဆုံးတစ်ခုဆိုမတို့ကမဆိုပြီးတော့ပေါင်းပေးမယ်ပင်တို့ share ချင်တယ်ဆိုသူ့ရောအချုံချဲလောက်ချင်တယ်ဆိုဒီမှာ မြင်းချောင်းပေါ်ရအောင်တင်ဒီများလေးတွေ့လားဒီများမြင်းများချင်းအပေါ်များအောက်များနဲ့ဒီမှာဆွဲချဲဆွဲချုံဒီလိုချုံချဲလောက်ချင်တယ်ဆိုလဲဒီမှာမြင်းများချင်းဘယ်များညများမရှိဘူးလားရှိရအဲ့ဒါလေးနဲ့ချုံချဲလောက်ပေးလို့ရတယ် ပြင်းစမတော့1 2 3ရိုက်တဲ့အခါမှာဒီမှာ1လို့ရိုက်မယ်တက်ကီခုံမယ်ဂဏန်းလေးကိုရိုက်ညာဘက်ကနံပါတ်ကီပတ်နဲ့ရိုက်မယ်တက်ကီခုံမယ်2ရိုက်မယ်တက်ကီခုံမယ်3တက်ကီခုံမယ်4အဲ့လိုရိုက်မယ်အစင်လိုက်ပဲရိုက်မယ်ဒါပြက်ကြဲဝင်ပဲရိုက်ထားတာဂဏန်းလေးဒီအစင်လိုက်ပဲ အဲ့တော့တချို့ကခက်ခက်ခက်ခဲ၃တလုံးကြီးလိုက်ရိုက်လိုက်၁၀တလုံးကြီးလိုက်ရိုက်လိုက်၁၇တလုံးကြီးလိုက်ရိုက်လိုက်အဲ့လိုမရိုက်ဘူးเนาะအစင်လိုက်ရိုက်လို့မရဘူးလားရတယ်စားတဲ့အကွက်လေးကိုပဲမှတ်လိုက်ပြင်စမတို့စုံတဲ့အကွက်ကိုယူလို့မရဘူးလားရတယ်เนาะနောက်တစ်ခုဒါလေးဆိုလဲအကွက်တွေချင်းမယ်ချေရည်တဲ့အခါမှာ1 2 3 4 5 6 7 ရိုးဘန်အခုရှိလဲခုနှစ်ခုကော်လံက1 2 3 4 5 6 7 column ဘန်အခုရှိလဲခုနှစ်ခုအဲ့လိုများတဲ့ဖက်ကိုရည်ပြီးဒါကိုနှစ်ကွက်ပေါင်းမယ်ဒါကိုနှစ်ကွက်ပေါင်းမယ်နှစ်ကွက်ပေါင်း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 ရမယ်เนาะဒါလေးဒီလိုလေးလုံးမယ်ပြီးရင်နောက်တစ်ခုကျတော့စမတို့ဒီလိုခေါ်မယ်ဒါလေးอ่ะเนาะတစ်ချက်သွားမယ်ကာစာလေးချမယ်အနာလေးခောက်မယ် insert တယ်ကိုသွားမယ်ဆမတို့တေးပဲဒီမှာစိုက်တလောက်ခေါ်လို့ရ roll လို့ရင်လေဘေးမှာကာစာချ enter ခောက်ဘေးမှာအပြင်ဖက်မှာနော်ကာစာချ enter ခောက်ခေါ်လို့မရဘူးလားရတယ် column ကတော့နှစ်ခုပဲဒီမှာ column က3 2 3 4နံပါတ်4ရောက်တဲ့အချိန်မှာနှစ်ခု select ပေးမယ်ဘယောက်ထဲကိုသွားမယ် split ဆဲဆိုတဲ့ထဲကိုသွားမယ် column ကို၄ခုထားမယ် row ကိုဆမတို့နှစ်ခုထားမယ် okay ပေးမယ်4 2မရဘူးလားရတယ်အဲ့ဒါလေးကပါလေးလဲဆိုရင်ဒီလေးကြင်ခံလေး ဒီလေးကြင်ခံလေးအတွက်ရမယ်เนาะဒါအဆိုရင်ဒီနေ့ဒီလေးကြင်ခံ၃ခုလေးစမအောင်လုပ်ပေးပါเนาะမရတာရှိရင်ခဏနေလိုက်ကြည့်ပေးမယ်เนาะအပါပြီး